ခန်းနာဆုံးမင်္ဂလာဝဲကျင်းပါတဲ့အပေါ်အားချမခံရပဲဖိဆာကအစာဝေပန်ခံရတဲ့ဆိုပြည့်သင်တို့ဆုံးတွင်ပရိသတ်များရှင်ရဲ့ဆိုပြည့်သင်ကမင်္ဂလိတိုင်းအိမ်မက်မက်ခဲရတဲ့မင်္ဂလာဝဲတွေဆောင်ပြီးတော့လက်ထက်တော့မှာဖြစ်ပါတယ်ဟဲဝင်ရန်တယောက်တည်းကိုချစ်သူတော်ပြီးတော့လက်ထက်မှာဖြစ်ပေမဲ့သူအနေနဲ့လူများသားမှာအဆက်ကွေရတာတွေပဲတောင်းလျှောက်ဖြစ်နေတာပါမင်္ဂလာဝဲဆိုရင်လည်း၆ပွဲတိတိတောင်ကျင်းပသွားမှာဖြစ်ပေမဲ့ လူတွေကသူ့ကိုအားမကျဘဲနဲ့လိုက်ပြီးတော့ကိုခဲ့ရပြောဆိုနေကြတာပါမင်္ဂလာပွဲတွေမကျင်းပခင်ဖိတ်စာဖိတ်တာအစလူရီယာစီကနေပြီးတော့ခဲ့ရတာပဲခံနေရတာပါဟင်းဝင်ရနဲ့ဆိုဖီတစင်တို့ကပြီးခဲ့တဲ့ရက်မှာသူတို့မင်္ဂလာပွဲတွေအတွက်ဖိတ်စာတွေတောင်းလျှောက်လိုက်ဝင်နေပြီဖြစ်ပါတယ်အနုပညာရှင်တွေကိုလိုက်ဝင်တဲ့အချိန်မှာဖိတ်ခံရသူတွေကလည်းဆိုရှယ်မီဒီယာပေါ်မှာတင်စားပါတယ်အခုလိုတင်လာတဲ့အပေါ်ပရိသတ်တွေရဲ့တုံ့ပြန်မှုကဝေဖန်တန်နေပဲဖြစ်နေတာပါ ဟဲဝင်ရံနဲ့စိုးပြစ်တစံတို့ကရွှေဝါရောင်ဖိတ်စာနဲ့လိုက်ဖိတ်တာပါအဲ့ဒီဖိတ်စာအပေါ်မှာလူအများကတော့ဂွမ်းတယ်ဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်ဖိတ်စာဂွမ်းလိုက်တာဆိုပြီးတော့လူတွေကပြောနေတာကြောင့်စိုးပြစ်တစံအနေနဲ့လည်းဝန်နေနေမှာပါမိန်းကလေးတိုင်းအတွက်မင်္ဂလာဆောင်ဆိုတာအရေးကြီးတယ်လို့အကောင်းဆုံးသာဖြစ်ချင်တာပါအခုချိန်မှာဖိတ်စာဂွမ်းလိုက်တာဆိုပြီးတော့ပြောခံနေရလို့တချို့ကလည်းစိုးပြစ်တစံအတွက်စိတ်မကောင်းဖြစ်နေတာပါ မင်္ဂလာဆောင်မှာပန်းကနုတ်တွေပါလို့အလူပွဲဖိတ်ဆောင်နေတူတယ်လို့လူတွေကပြောစရာမရှိရှာကြံပြီးတော့ပြောနေကြတာဖြစ်ပါတယ်။ဆိုပြတဲ့စင်နဲ့အဲမင်္ဂလာဆောင်မကျင်းပခင်မှာပုံစံမျိုးစုံနဲ့ဆိုပြတဲ့စင်ပြောဆိုခံနေရတာပါ။မင်္ဂလာဆောင်ကြရင်လည်းမင်္ဂလာပွဲဝတ်ဆောင်နေရအစလိုက်ကြည့်ပြီးတော့ပြောဆိုခံနေရအောင်မှာဖြစ်ပါတယ်။အနုပညာရှင်ချင်းချင်းရတောင်မှပြောချင်နေကြတာမို့ဆိုပြတဲ့စင်အတွက်တော့ဝမ်းနည်းစရာဖြစ်နေရပါ။ဒါပေမဲ့ဆိုပြတဲ့စင်နဲ့ဟင်းဝီယန်တို့က ဘာတစ်ခုမှမတုံ့ပြန်ပဲလီလူရှူထားလိုက်ပါတယ်။မင်္ဂလာဆောင်စရာရှိတာကိုဆောင်ပြီးတော့ပျော်အောင်နေသွားကြမှာပါ။ဆိုပြတဲ့စဉ်နဲ့ဟင်းဝီရန်တို့မင်္ဂလာဆောင်မဲ့အချိန်မှာတစ်ဖက်မှာလည်းဝိုင်းစုခိုင်တဲ့ရတချင်းဆိုရင်ရီစာဟောင်းတွေကတစ်ချိန်လုံးကအကြီးစားဖန်နေဆိုရယ်စားသားပါတဲ့အင်ဂျီကိုဝစ်ခဲ့တာပါ။ ဒီလိုကြောင့်မို့လူတွေကဝိုင်းစုခိုင်တဲ့ကိုတနာကြပြီးတော့စိုးပြည့်တဲ့စင်ကိုပို့ပြီးတော့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဟင်းဝေရနဲ့လက်ထက်ရင်ဒီလိုတွေကြုံတွေ့ရမယ်ဆိုတော့စိုးပြည့်တဲ့စင်ကလည်းချုပ်တင်ခံမမိသားဖြစ်ပါတယ်။ဒါပေမဲ့ဟင်းဝေရကသူ့ရဲ့အချစ်ဦးဖြစ်သွားခဲ့တာကြောင့်သူ့ကိုသာလက်ထက်ခဲ့တာဖြစ်ပါတယ်။ဟင်းဝေရနဲ့စိုးပြည့်တဲ့စင်တို့က၁၇ရက်နေ့မှာစိစက်တောင်ရံပွဲကျင်းပဖြစ်ခဲ့ပါတယ်။၁၄ရက်နေ့ကျရင်ဆူလီယာရစ်ဘက်ပွဲမင်္ဂလာပွဲကိုကျင်းပပြီးတော့ နောက်ရက်ဒီမှာညစာစာပွဲနဲ့နောက်ထပ်မင်္ဂလာပွဲတွေကိုကျင်းပသွားမှာဖြစ်ပါတယ်။ဟင်းဝင်ရနဲ့ဆိုဖီစင်တို့ကမင်္ဂလာပွဲအတွက်တိမ်မောင်းတောင်းတဲ့ချီကိုအကုန်ကြခံထားတာဖြစ်ပါတယ်။ဒါအပြင်လက်ထပ်ပြီးရင်နေဖို့အိမ်ုံလဲဟင်းဝင်တို့ဘက်ကလက်ဖွဲ့ပြီးမှာဖြစ်ပါတယ်။လက်ထပ်ပြီးတော့ရင်လဲဆိုဖီစင်ကမင်းသမီးနေနဲ့ဆက်ပြီးတော့ရက်တီနေမှာပါ။ရုပ်ရှင်ကားကြီးတွေလည်းတောင်းလျှောက်ရိုက်နေရသလိုဇလန်တွဲရီယာတွေလည်းချက်နေရတာဖြစ်ပါတယ်။ဆိုဖီစင်နဲ့ဟင်းဝင်တို့နှစ်ယောက်ကနာမည်ကြီးတွေဖြစ်တာမို့အနုပညာလောကမှာ စီကားတဲ့မင်္ဂလာဝဲတဝဲဖြစ်အောင်မှသိကြပါမယ်။ဒါအပြင်စောင့်ကြည့်သူကလည်းများတော်မှုပွဲစီအောင်မှဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာပွဲစုအောင်မဲ့မင်္ဂလာဝဲလို့ခန့်မှန်းနေကြတာပါ။မင်္ဂလာဝဲနဲ့ပတ်သက်ပြီးတော့မျိုးစုံဝေဖန်ခံနေရတဲ့အဆိုပြေသင်းတဲ့ဟင်းဝင်ရဲ့အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။